ကြံမိဝမ်းမြောက်ဖို့တရားစကားအ ਨੇ ပါဟောကြားပြီးမယ်ယနေ့အရှုရှာလက်ဝင်ရဲ့မွေနေ့ပွဲမွေနေ့ပွဲကိုကုသတရားဖြင့်ဆင်နွှဲနေခြင်းဖြစ်ပါတယ်သူဘဝကိုရောက်လာတဲ့အခါမှာဘဝဟာလူအပ်တဲ့အထောက်အပံ့ပြပြဆုံဆုံခန်းခန်းလည်းလူရှိမှဘဝကိုရောက်လာမှဖြစ်ပါတယ် လူရတဲ့အထောက်အပံ့ပြည့်ပြည့်စုံစုံခံလုံလုံခံခံလုံလုံရှိမှလည်းပဲဘဝဟာတူတက်အောင်မြင်နိုင်ပါတယ်ဒါကြောင့်မို့အထောက်အပံ့ခံလုံဘဝပြည့်စုံဆိုတဲ့ဒီကောင်းစဉ်လေးနဲ့ဟောကြားပြပါဖြစ်ပါတယ်လူဘဝဆိုတာအထက်တန်းစားလူမြင့်မားတဲ့ဘဝဖြစ်တယ်အဲ့တော့လူဘဝကိုရောက်လာခဲ့တာဟာအထောက်အပံ့အကြောင်းတရားတွေခံခံလုံလုံရှိလို့လူဘဝကို ရောက်လာရလာတာဖြစ်ပါတယ်အဲ့တော့ ဘဝကိုခိုင်လုံစေတဲ့အကြောင်းတရားကနှစ်မျိုးရှိတယ်။အပြင် အကြောင်းတရားနဲ့အတွင်းအကြောင်းတရားအပြင် အထောက်အပံ့နဲ့အတွင်းအထောက်အပံ့တို့နှစ်ခုရှိတယ်။အဲ့တော့မိမိတို့ဘဝဘောင်းများစွာကလုတ်ခဲ့တဲ့ကုသတရားကြောင့်လူအဖြစ်ကိုရောက်လာတယ်။လူအဖြစ်ကိုရလာတဲ့ပဲပြီးတဲ့နောက်မှာအပြင်အထောက်အပံ့ဆိုတာမိဘနှစ်ပါးရဲ့အထောက်အပံ့ပေါ့။မိဘကထောက်ပံ့ပြုစုထောက်ပြုစုဆောင်ရှောက် ခြင်းဆိုတဲ့အထောက်အပံ့အဲ့ဒီအထောက်အပံ့ကိုရရှိလာတဲ့အတွက်ကြောင့်ဟောယခုလိုတင်းတင်းတဲတဲနင်းထိုင်နိုင်ခြင်းဖြစ်ပါတယ်အဲ့တော့မိဘရဲ့အထောက်အပံ့တစ်ခုတည်းနဲ့လုံလောက်သလားဆိုတော့မဟုတ်သေးဘူးအတွင်းအထောက်အပံ့လည်းလိုအပ်ပါတယ်အတွင်းအထောက်အပံ့ဆိုတာမိမိတို့စိတ်ထဲမှာရှိနေတဲ့စိတ်ခေါင်းတွေပြီးတော့တမ္မာဝိရိယတမ္မာပဏိတစိတ်တာစိတ်ကောင်းကိုထားပြီး ဘဝအောင်မြင်ဖို့အတွက်ဘဝကြီးပွားဖို့အတွက်အသိဉာဏ်နဲ့ရှင်သောကြိုးစားအားထုတ်မှုတို့ရှိရအဲ့ဒါအတွင်းအထောက်ပံ့လို့ခေါ်ပါတယ်ဘဝတစ်ခုရလာပြီခုနအပြင်ကအထောက်ပံ့မိဘနှစ်ပါးတို့ရဲ့ပြုစုဆောင်ရှောက်မှုကြောင့်မိမိချမ်းချမ်းသာသာနဲ့ကြီးပွားလာတယ်နောက်တစ်ခါလိုအပ်တဲ့အစာအာဟာရတွေလည်းပဲဒါမိဘနှစ်ပါးကပြည့်ပြည့်စုံစုံလုံလုံလောက်တော့ထောက်ပံ့ပေးလာခဲ့တယ် အဲ့တော့နဲ့လုံလောက်တာဆိုမဟုတ်ဘူးကုသိုလ်တရားကုသိုလ်ရဲ့အထောက်ပံ့နဲ့လိုတယ်ဘာကြောင့်လဲဆိုရင်ဘဝစတယ်လာကြတဲ့ကုကကုသိုလ်ကိုအခြေခံပြီးဘဝတယ်လာတာဖြစ်ပါတယ်ဒါကြောင့်မို့ကုသိုလ်အထောက်ပံ့နဲ့လူအပ်တယ်နောက်ချုပ်လဲတော့ကုသိုလ်ရဲ့အထောက်မိဘအစာဟာရအထောက်ပံ့နဲ့ကုသိုလ်ရဲ့အထောက်ပံ့ဒီအထောက်ပံ့နှစ်ခုရှိမှသာလျှင်ဘဝဟာပြည့်စုံတယ် တော့မိဘရဲ့အထောက်ပံ့တွေအစာအာဟာရအထောက်ပံ့တွေကအပြင်ကအထောက်ပံ့လို့ခေါ်တယ်အတွင်းထဲမှာရှိတဲ့စိတ်ကောင်းနှလုံးနှလုံးသားကောင်းတွေကြိုးစားအားထုတ်မှုဝိရိယတွေတရားတရားတွေစသည်အဖြစ်အတွင်းထဲမှာရှိတဲ့စိတ်ကောင်းအားလုံးကိုဒါအတွင်းအထောက်ပံ့လို့ခေါ်ပါတယ်အဲ့လိုအဲ့ဒီအထောက်ပံ့တွေပြည့်စုံမှသာလေဘဝဟာကြီးပွားတိုးတက်အောင်မြင်နိုင်တယ်ဘဝတစ်ခုခုနပြောခဲ့တဲ့အထောက်ပံ့ရပြီအဲ အစာအာဟာရဆိုတဲ့ဆေးဝါးတွေပြည့်စုံတဲ့ဆိုပေမဲ့လို့အတွင်းတက်ကအထောက်အပံ့မရရင်ဘဝကရေရှိမတည်တတ်နိုင်ဘူးတချို့ချမ်းသာတဲ့သားသမီးတွေမိဘတွေသားသမီးတွေစားစရာတောက်စရာပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ဆေးဝါးတွေဘာမှလူလေသိမရှိအောင်ထောက်ပံ့အဲ့လိုထောက်ပံ့ထားပေမဲ့သက်ရှုမရှိစားဘူးသူတို့မှအသက်တူတူနဲ့ဘဝနိကုတ်ချုပ်သွားတာလေအများကြီးအဲ့ဒါဘာဘာကြောင့်လဲဆိုရင် အတွင်းထဲကကုသိုလ်အထောက်ပံ့အားနည်းသွားလို့ဖြစ်ပါတယ်ဒါကြောင့်မို့ကုသိုလ်အထောက်ပံ့မပါလည်းပဲမဖြစ်ဘူးကုသိုလ်အထောက်ပံ့ရဖို့ရမှရှိကိုရှိရတယ်ယနေ့မွေးနေ့ဘွဲလုပ်တယ်ဆိုတာကကုသိုလ်ရဲ့အထောက်ပံ့ကိုရယူနေခြင်းဖြစ်ပါတယ်ကုသိုလ်ရဲ့အင်အားတွေတူပွားအောင်ကြိုးစားအားထုတ်နေခြင်းဖြစ်ပါတယ်ကုသိုလ်ရဲ့အထောက်ပံ့သည်အတွင်းအထောက်ပံ့အရေးကြီးဆုံးကအတွင်းကအထောက်ပံ့ပဲအတွင်းကအထောက်ပံ့အားကြီးမှရှိမှ ဘဝဟာပို့ပြီးတော့ခိုင်မြဲတယ်ပို့ပြီးတော့တိုးတက်လာမယ်ပို့ပြီးတော့ပြည့်စုံလာနိုင်တယ်အတွင်းအထောက်အပံ့ဖြစ်တဲ့ကုသိုလ်အင်အားတွေများများ စုဆောင်ထားဖို့ဖြစ်ပါတယ်အဲ့တော့အဲ့ဒီအတွင်းမှာရှိတဲ့စိတ်ဓာတ်ခွန်အားတွေပေါ့လေစိတ်ဓာတ်ခွန်အားကောင်းသောစိတ်ဓာတ်ခွန်အားအလုံးဟာကုသိုလ်တရားတွေကြီးပဲအဲ့စိတ်ဓာတ်ခွန်အားတွေအားရှိနေဖို့အရေးကြီးတယ်စိတ်ဓာတ်ဝိရိယလည်းပါမှာမယ်အဲ့ကောင်းသောစိတ်ဓာတ်ခွန်အားတွေဒီမှာ လုပ်ငန်းတစ်ခုအကောင့်ထဲပေါ်ဖို့ဆိုတာအဓိကတော့ဉာဏ်နဲ့ဝီရိယနဲ့ပေါင်းစပ်ပြီးကြိုးစားအားထုတ်ရတာချင်းဖြစ်ပါတယ်ဘုန်းကြီးတို့ဖရာအလုံးကိုကြည်အကုန်သက်သွားရင်လည်းရေပြတ်သွားလို့ရေလူအပ်တယ်ရေတူးလိုက်တဲ့အခါမှာကြောက်ဖြာကြီးခန်းနေတဲ့အတွက်ကြောင့်သူကခက်အဲ့ဒီအခက်အခက်တွေကိုဘာနဲ့ကြော်လွှားတယ်လဲဆိုရင်ပထမဦးဆုံးရေလူအပ်တဲ့အခါမှာရေဘူးသွားစမ်းလိုက်တယ် 南汤人的一西藏乌南汤人的干嘛？一西藏家，哦，一西藏家的对讲，照片教？哦嘛，一是咩？但念路阿、啊、的度啦，念那本身阿比罗来的。啊，德看。第一陀了、欸、也不对把塞路听的了。就算阿头护伽路了，路巴嘛，但善尼拉没修。大家木诸沙阿头木，诸沙阿诸沙比如，阿你照片教？阿乖乖啊，咪包抱，哦，诸沙阿头来的，干嘛？ ကြောက်ဖြာသည်ကွဲသွားတယ်ပေါက်ထွက်သွားတယ်အဲဒီကြောက်ဖြာသည်ကွဲသွားပေါက်ထွက်လိုက်ပြီးနောက်မှာဟောရေတွေတလဟောအပေါ်ဘက်ကထိုးတက်လာတယ်ဒါကြောင့်မို့သူတို့လိုတဲ့ရေလူအနေနဲ့ခီးသွားတဲ့အခါမှာလူအနေနဲ့ရေတွေပြည့်ပြည့်စုံစုံရရှိသွားတယ်ဒါကြောင့်မို့ဘဝရဲ့ဘဝတစ်ခုပြည့်စုံဖို့အတွက်အကောင့်ထဲဖော်တဲ့နေရာမှာနံပါတ်1ကအသိဉာဏ်လိုအပ်ပါတယ်အသိဉာဏ်ဆိုတာက မှားတာမှန်တာအမှန်အမှန်ကို အမှန်အမှန်ကိုဝေဖန်ပိုင်းခြားတဲ့အသိဉာဏ်ဒါမှန်တယ်ဒါမှန်တယ်လို့ပိုင်းခြားသိနိုင်တာကိုဒါဉာဏ်လို့ခေါ်တယ်ပညာလို့ခေါ်တယ်အဲ့တော့ပညာဆိုတာပညာရှိရမယ်အဲ့ဒီပညာပေါ့နောက်တစ်ခါအဲ့ဒီအသိတွေကိုအကောင့်ထဲဖို့အတွက်အကောင့်ထဲဖို့လို့တဲ့ဆန္ဒရှိရမယ်ကြိုးစားအားထုတ်မှုရှိရမယ်စတဲ့ဒါစိတ်ကောင်းများပေါ့ 二十三度呢，刚才破掉了。二十三度下，昨天嘛，洗的太阳都晒的，都叫，阿姆姆的酷热不的，阿昨天那个阿涛盘的伢说，六阿八的，阿平个阿涛盘呢，没落了不都个？阿昨天涛盘怕嘛，所以到了开嘛门，屋里阿了，天桥嘛，山道了，平平嘛，啥的阿些，阿昨天涛盘的热嘛的呢，不话的酷。 တိုးတက်ဖို့အောင်မြင်ဖို့ကြီးပွားဖို့ဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလုံလောက်သောအထောက်အပံ့ရမှဘဝဆိုတာတိုးတက်အောင်မြင်တယ်ဆိုတာခုနပြောခဲ့တဲ့အတွင်အားကိုအပအသွင်အားကိုအပြုရမှာဖြစ်ပါတယ်အပြင်အားတော့မိဘနှစ်ပါးကထောက်ပံ့ပေးလိုက်တဲ့အတွက်ကြောင့်ကူညီပေးလိုက်တဲ့အတွက်ကြောင့်ဩခြေလက်အင်္ဂါပြည့်ပြည့်စုံစုံနဲ့လူလူတယောက်အင်အားရှိသောလူတယောက်ဖြစ်လာပြီအဲ့ဒါကို အသိဉာဏ်ခွန်အားဝိရိယခွန်အားသံသခွန်အားနဲ့ပေါင်းစပြီးဘဝတူတဲ့အောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။မွေးနေ့ဘွယ်လှုပ်တယ်ဆိုတာအတွင်းမှာရှိတဲ့ကုသိုလ်အင်အားခုနဘဝအစပြိုးလာခဲ့တာကုသိုလ်နဲ့အစပြိုးလာတယ်လူဘဝဆိုတာလူဘဝဆိုတာအောက်ကတရိစ္ဆာန်ဘဝအပယ်လေးဘုရားဘဝနဲ့မတူဘူးသူကသုက္ကတိဘဝဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်မပါရင်လူဘဝကိုရောက်မလာနိုင်ဘူး။ ကုသိုလ်ကိုခြေခံပြီးမှလူ့ဘဝကိုရောက်လာတာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်တစ်စုံတစ်ခုတစ်မျိုးမျိုးအားနည်းသွားရင်ဩဘဝကမဖြစ်စင်တာတွေဖြစ်သွားတယ်တိတ်ဆောင်းသွားနိုင်အဲ့လိုမတိတ်ဆောင်းမှုအတွက်ဘဝကိုအထောက်ပံ့ပေးတဲ့ကုသိုလ်အင်အားတွေလူအပ်တယ်အဲ့လူအပ်တဲ့ကုသိုလ်အင်အားကိုဖြစ်စေဖို့အတွက်မူနိဘွယ်ကိုအားထုတ်နေခြင်းပြုလုပ်နေခြင်းဖြစ်တယ်လို့ဒီလိုသိရှိနားလည်ရမှာဖြစ်ပါတယ် ဘဝအကြောင်းကိုဒါသိရမှာပေါ့ဘဝဆိုတာခုနမိဘနှစ်ပါးရဲ့အထောက်အပံ့လူတယ်ကုစုတရားရဲ့အထောက်အပံ့လူတယ်တော့မိဘနှစ်ပါးရဲ့အထောက်အပံ့မပိုင်ရင်ဒီအထိမရောက်လာဘူးဒီလိုဖြစ်မလာဘူးကုစုရဲ့အထောက်အပံ့မပိုင်ရင်လည်းဒီလိုဖြစ်မလာဘူးဒါကြောင့်မို့မိဘရဲ့ဂျေစုကိုလည်းသိရမယ်ကုစုကိုလည်းမမေ့ရဘူးမိဘနှစ်ပါးကိုပြုစုကျွေးပြုစုလှုပ်ကျွေးခြင်းဖြစ်လည်းပဲဒါကုစု ဖြစ်လာတာပဲဒါဂျေစုသိလို့ကုစုဖြစ်လာတာအဲ့တော့ မိဘနှစ်ပါးကိုပြုစုမိဘနှစ်ပါးရဲ့ကျေးဇူးကိုသိတဲ့စိတ်ဟာလည်းကုသစိတ်ပဲသိတဲ့အလျောက်တတ်နိုင်တဲ့အတိုင်းတန်အရာပြုစုလုပ်ကြွေးခြင်းဟာလည်းပဲဒါကုသဖြစ်သွားတာကုသစိတ်ဖြစ်သွားတာပဲချုပ်လဲအဲ့ဒါကြောင့်မို့အတွင်းအင်အားအဲ့ဒါအတွင်းအင်အားလို့ခေါ်တယ်အသိမရှိရင်မိဘကျေးဇူးကိုမသိဘူးမိဘကျေးဇူးကိုမသိရင်လုံမလုံနိုင်ဘူးပေါ့အတွင်းဖြစ်တဲ့အသိခွန်အားတွေရှိပြီး ဲ့ဒီအသိကိုအသိအတိုင်းမထားဘဲနဲ့ဝိရိယနဲ့စန္ဒနဲ့လက်တွဲအကောင့်ထဲပေါ်လိုက်ရင်ဩအဲ့ဒီအသိတရားကမိမိအတွက်များစွာအသုံးဝင်သွားတဲ့အသိတရားဖြစ်သွားတယ်အဲ့လိုမြတ်စွာအသုံးဝင်သားတဲ့အသိတရားဖြစ်အဲ့အသိတရားကိုအသုံးချလိုက်ရင်ဘဝဟာကြီးပွားသားနိုင်တယ်တိုးတက်သွားနိုင်အောင်မြင်သွားနိုင်တယ်အဲ့ကြီးပွားတိုးတက်အောင်မြင်မှုတစ်ခုရဖို့အတွက်ခုနပြောခဲ့တဲ့ အပြင်မှာရှိတဲ့အထောက်ပံ့တွေအတွင်းမှာရှိတဲ့ရှိရမယ့်အထောက်ပံ့တွေပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ရှိရမယ်အဲဒီအထောက်ပံ့တွေပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ရှိရင်ဘဝဟာကြီးပွားတူးတက်နိုင်တယ်အဲဒီရရှိလာတဲ့အထောက်ပံ့တွေအားလုံးကိုဝီရိယနဲ့ဉာဏ်နဲ့ပြန်ပြီးအကောင့်ထည့်ဖော်ရမှာဖြစ်ပါတယ်ယနေ့မိမိတို့ရရှိလာတဲ့တန်ဖိုးကြီးမားလာတဲ့လူဘဝကိုရရှိပြီးတဲ့နောက် ခုနပြောခဲ့တဲ့အထောက်အပံ့တွေကိုအထောက်အပံ့တွေအကောင့်တဲ့ပေါ်လာပေါ်လာဖို့အတွက်အသိဉာဏ်နဲ့ရှင်သောကျူးစာအထုတ်မှုကုသိုလ်အလုပ်ကိုလှုပ်ဆောင်နိုင်လိုက်ပြီဖြစ်ပါတယ်ယခုလိုလှုပ်ဆောင်နိုင်လိုက်တဲ့အတွက်ကြောင့်မွနိရှင်နှစ်တကွာအာလောမိသားစုများအန္တရာယ်ကင်းပေးရှင်ခြင်းဆိုတဲ့ကောင်းကျိုးချမ်းသာဖြာဖြာတို့ကို အသိအသိရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်သတည်း ကဲဂျေဆုကြားကြအောင်ဂျေဆုခက်ခက်လက်ဆုမယ်အရှင်ဘုရားတပည့်တော်များသည်ကံကံဤအကျိုးတရားကိုခံမာယုံကြည်လက်ခံသောတရားတရားရှိကြ၍မဆုရှာလက်ဝင်ဤမွေးနေ့ဘွယ်ကိုကုသိုလ်တရားဖြင့် စင်နွယ်လျက်ဘဝကိုကုစုဖြင့်မြင့်တင်ကြပါကဝိဖုရားဤကောင်းမှုသည်အန္တရကင်းဘေးရှင်၍ကောင်းကျူးချမ်းသာကျက်သည်မင်္ဂလာအဖျားဖျားတို့ဖြစ်ပေါ်ရရှိလာကြောင်းအထောက်ပံ့ကောင်းဖြစ်ပါစေ ဤကုသူဤအဖို့ဘာကအဝဘဝကိုကျေစုကြည်မာမိဘဘိုးဘွားဆရာသမားများကိုအစထား၍32ဘုံကျင်လေကုန်သောအာလုံသောတတ္တဝါတို့အားအမြတ်ပြည့်မြကြပါကုန်၏အမြတ်ရကြ၏ ိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမြတ်ဘုရားရောင်အားလုံးကြာကြသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြသမျှအမြတ်အမြတ် အမြယူရာမူကြပါကုန်လောသာဓုသာဓုသာဓုအာလောကြာကြာသမြအမြယအမြယအမြယူရာမူကြပါကုန်လောသာဓုသာဓုသာ